မနေ့ပိုင်းတွင်ရန်သူရင်တန်းတစ်ခုလုံးကိုပြာချပေးခဲ့တဲ့မရိန်းတပ်ဖွဲ့ရဲ့စစ်စင်ရေးဒီနေ့ခေတ်ဆက်ပွဲတွေမှာဘသူကပုံမြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်လဲဘသူကနီးပညာကိုပိုကျွမ်းကျင်လဲဆိုတာကအရေးကြီးဆုံးပါပဲအမေရိကန်မရိန်းတပ်ဖွဲ့ရဲ့ပင်လယ်နဲ့အရှေ့ဘက်ကမ်းရိုးရန်းပေါ်ကစစ်စင်ရေးဟာဆိုရင်သူတို့ရဲ့ဒီဆွမ်းရည်တွေကိုတကယ်ကိုပေါ်လွင်အောင်ပြသနိုင်ခဲ့ပါတယ်ရန်သူကိုမြန်မြန်ဆန်ဆန်ရှင်းပြနိုင်အောင်ဒါမှကပဲဒီနေ့ခေတ်ဆက်ပွဲတွေကိုဘလို့တိုက်တင်တယ်ဆိုတာကိုပါပြသသွားတဲ့နမူနာကောင်းတစ်ခုလို့ပြောလို့ရပါတယ်ပင်လယ်နဲ့အရှေ့ဘက်ကမ်းရိုးရန်းမှာတော့ US စစ်တပ်ရဲ့ရေတပ်သားတွေကနေဝင်ချိန်ကိုငေးမောနေရင်အပန်းဖြေနေကြပါတယ်။မကြခင်မှာပဲအမေရိကန်နဲ့မဟာမိတ်တွေအတွက်အန္တရာယ်တစ်ခုကတဖြည်းဖြည်းနှီးကပ်လာပါတယ်။ဂျိုးဒူးတွေကနေလက်နက်ကင်ရင်နှန်းတစ်ခုကနေတိုစကန်နာမှာအရေးကြီးတဲ့နေရာတစ်ခုစီဥတီနေတာကိုသိလိုက်ရပါတယ်။ဒီလိုအခြေအနေမျိုးမှာအချိန်ဟာအရင်အရေးကြီးပါတယ်။ဒါကြောင့်တိုက်ခိုက်ဖို့အမိန့်ကိုချက်ချင်းထုတ်ပြန်လိုက်ပြီး American Marine တပ်ဖွဲ့ရဲ့ထိပ်တန်းရဟတ်ယာဉ်တပ်ခွဲနှစ်ခုဖြစ်တဲ့ HMLA 367 Scarface နဲ့ HMLA 169 Vibaru ကအသင့်အနေထားထားလိုက်ပါတယ်။မဟာဗျူဟာတွေဆွေးနွေးဖို့အချိန်မရှိတော့ပါဘူး။9မိနစ်တွင်မှာပဲလေယာဉ်ဝင်းဟာအင်ဂျင်တန်တွေစူညံလာပြီးရဟတ်ယာဉ်တွေရဲ့အတောင်ပံတွေလေပတ်နေပါပြီ။ဒီဆက်စင်ရေးအတွက်ရဟတ်ယာဉ်စုစုပေါင်း54စီးပြန်တက်ဖို့အမိန့်ပေးခံရပါတယ်။ဒီထဲမှာ AH1Z Vibar စတိုက်ခိုက်ရေးရဟတ်ယာဉ်အစီး30ကလေဆာလမ်းညွန်ဒုံးကြီးတွေ20မီလီမီတာမြောက်တွေနဲ့ Hydra Samdi လေးချောင်းကနေမြေပြင်ပစ်ဒုံးကြီးတွေတက်ဆင်ထားပါတယ်။ကြမ်းတဲ့ UH1Y Venom စတိုက်ခိုက်ရေးရဟတ်ယာဉ်24စီးကတော့ အထူးစစ်ဆင်ရေးအဖွဲ့တွေကိုတည်ယူပြီး M134 mini gun တွေတပ်ဆင်ထားပါတယ်။အချိန်ဟာအရန်အေးပါတာကြောင့်လေယာဉ်မှုတွေဟာအလင်းအမြန်ပြေးဝင်ကြပြီးမြေပြင်အဖွဲ့သားတွေလည်းလျှက်စီးလက်တလို့လှင်မြန်စွာနဲ့ပဲခဲယမ်းတွေတင်ဆောင်ခြင်းစီဖြည့်ခြင်းနဲ့ရဟတ်ရင်စနစ်တွေကိုချိန်ညှိခြင်းတွေလှုံ့ဆော်နေပါတယ်။အမိန်ရပြီး12မိနစ်အတွင်းမှာတပ်ဖွဲ့ဝင်အားလုံးပြန်တက်ဖို့အသင့်ဖြစ်နေပါပြီ။ရှေ့တန်းကိုကေးစကန်မှာတော့ဂျိုးဒူတွေ drone တွေနဲ့မြေပြင်ထောင်လန်းရေးတွေကနေတဆင့်ရန်သူရဲ့လှုပ်ရှားမှုကိုမြင်တွေ့လိုက်ရပြီးတော့ရန်သူမှာရင်မျိုးမျိုးနဲ့တန်ချက်ကရင်နှစ်စီးပါဝင်ပြီး အချိန်ပြင်းပြင်းရွေ့ရှားနေတာကိုအတည်ပြုပါရယ်ရန်သူတွေကိုတောင်ကုန်းဒေသကိုမရောက်ခင်ကြားဖြတ်မတိုက်ခိုက်လိုက်နိုင်ရင်ရန်သူတွေကကာကွယ်ရေးလိုင်းတစ်ခုတည်ဆောက်ပြီးစစ်မြေပြင်ကိုအန်ဒီယံများတဲ့ပုံစံမျိုးပြောင်းလဲပြစ်နိုင်တာကြောင့်ဒါကိုဘယ်တော့မှခွင့်မပြုပါဘူးဆိုလိုတာကရန်သူတွေကိုတောင်ပေါ်ဒေသတစ်ခုကိုရောက်အောင်လုံးဝခွင့်ပြုလို့မရဘူးဆိုတာပါပဲဘာလို့လဲဆိုတော့အဲ့ဒီတောင်ပေါ်ကိုရောက်သွားပြီဆိုတာနဲ့သူတို့ကခိုင်မာတဲ့ကာကွယ်ရေးနေရာတွေဖန်တီးပြီးစစ်မြေပြင်တစ်ခုလုံးကိုသူတို့အတွက်အသာစီးရတဲ့အနေအထားမျိုးဖြစ်အောင်ပြောင်းလဲပြင်နိုင်လို့ပါ။တနည်းအားဖြင့်ပြောရရင်ရန်သူတွေကောင်းကောင်းနေရာယူပြီးတိုက်ခိုက်ဖို့အခွင့်အရေးမပေးဘဲ သူတို့မရောက်ခင်မှာဂျားဖြတ်တိုက်ခိုက်ပြီးတားဆီးပြရမယ်ဆိုတဲ့အထိပ္ပာယ်ပါပဲ။ဗေပါလေယာဉ်မှုတွေဟာဒီမစ်ရှင်ကိုရန်သူကိုလုံးဝရှင်းလိမ့်မယ်မစ်ရှင်ဖြစ်ပြီးဘသူကမှအသက်ရှင်ဝင်မပေးဘူးဆိုတာကောင်းကောင်းသိပါရယ်။ GPS လမ်းညွှန်မှုအနီးအောက်ရောင်ခြည်အာယုံခံကိရိယာတွေနဲ့ real time ဆက်သွယ်ရေးစနစ်တွေကိုအသုံးပြုပြီးလေယာဉ်တစ်စင်းချင်းစီကိုတိုက်ခိုက်ရမယ့်နေရာပစ်မှတ်နဲ့လမ်းကြောင်းကိုသတ်မှတ်ပေးလိုက်ပါရယ်။အားလုံးဟာသေမင်းစုံစီကိုဥတီပြန်တန်းနေကြပြီးအမှောင်တို့ကြားထဲမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့တိုက်ပွဲဖြစ်ပွားတော့မှာပါ။ဗေပါရဟန့်ရင်တွေဟာလေယာဉ်ပြေးလမ်းကနေပြန်တက်လာပါရယ်။ သူတို့ဟာရေဒါတွေမမိအောင်ခန့်နိုင်နေလေးပြန်တန်းပြီးဗေနွန်ရဟတ်ယာဉ်တွေကလည်းအထူးတပ်ဖွဲ့တွေကိုတိတ်တိတ်လေးတဲဆောင်သွားပါတယ်။ဘာမီးမှမဖွင့်ပဲအချက်ပြမှုလည်းမလုပ်ပဲလုံးဝတိတ်ဆိတ်နေတာကြောင့်မြေပြင်မှာဘသူမှဘာအသံမှမကြားရပါဘူး။ပြန်တက်ပြီးမကြားခင်မှာပဲ AH1Z Viper တပ်ဖွဲ့ဟာပြစ်မှတ်နာကိုရောက်လာပါတယ်။ခန့်နိုင်နိုင်ပြန်တန်းပြီးမြေပြင်နဲ့မှောင်ရိပ်ကိုအကာအဝယ်ယူထားတဲ့အတွက်လေယာဉ်မှုတွေဟာရန်သူမသိအောင်တိုက်ခိုက်ရေးပုံစံနဲ့ချဉ်ကပ်လာပါတယ်။ဒရုန်းတွေနဲ့ဂျူရူတွေကရတဲ့အချက်လက်တွေကိုသူတို့ရဲ့လေယာဉ်ပေါ်ကပြစ်မှတ်ထားစနစ်တွေနဲ့ချိန်ညှိပြီး ရန်သူရင်တန်းရဲ့အဓိကနေရာတွေဖြစ်တဲ့ဥဆောင်ရင်ကိုကဲရေးရင်နဲ့နောက်ဆုံးရင်တွေကိုပြင်မှတ်ထားလိုက်ပါတယ်ပထမဆုံးဗေပါကလေဆာလမ်းညွန်ဒုံးကြီးကိုပြစ်လိုက်ပါပြီဒုံးကြီးပြစ်လွတ်တဲ့ပြင်းထန်တဲ့အတန်ကြားလိုက်ရပြီးစက္ကန့်ပိုင်းကြာမှာပဲဒုံးကြီးဟာအမောင်တုကိုဖျက်ပြီးရန်သူရဲ့ကိုကဲရေးရင်ကိုတဲ့တဲ့ထိမှန်ခဲ့ပါတယ်ပေါက်ကွဲမှုကြောင့်ရင်တန်းရဲ့ရှေ့ပိုင်းတစ်ခုလုံးပြက်စီးသွားပြီးမီးတောက်တွေကကောင်းငင်တစ်ခုလုံးကိုလင်းထိန်သွားစေပါတယ်။ရန်သူတွေရဲ့ရေဒီယိုတွေပေါ်မှာကြောက်လန့်တကြားအော်ဟစ်တန်တွေနဲ့ရှုပ်ထွေးတဲ့အမိန့်တွေထွက်ပေါ်လာပြီးမြဲအားလုံးဟာနောက်ကျနေပါပြီ ချက်ချင်းပဲဗေပါယဟန်ရှင်တွေရဲ့ဘိညာအတောင်မန်တွေကနေ Hydra 70ဒုံးကြီးတွေမိုးရွာတယ်လို့ရန်သူရင်နှန်းရဲ့အလဲနဲ့နောက်ဘက်ကိုပစ်ချလိုက်ပါတယ်။စက္ကန့်20တောင်မကြာခင်မှာရန်သူရင်နှန်းတစ်ခုလုံး၃ပိုင်းကွဲသွားပြီးဘသူကမှခေါင်းဆောင်မှုမပေးနိုင်ဘဲကိုဆုတ်ရမှမသိဘဲကိုပြန်ပြစ်ရမှမသိဖြစ်ကုန်ကြပါတော့တယ်။မီးမီးကုန်းနဲ့ပြက်စီးတွေကတုတ်တန်တစ်ခုလိုဖြစ်သွားစေခဲ့ပါတယ်။ American ထိန်းချုပ်ရေးစခန်းကရန်သူရဲ့ဆက်သွယ်ရေးလိုင်းတွေကိုချက်ချင်းဖြတ်တောက်လိုက်တဲ့အခါမှာတော့ရန်သူတွေရဲ့ဆက်သွယ်ရေးကွန်ရက်ထဲမှာသူတို့ဘဲကလာတာလေ။ ူတို့အကုန်မြင်နေရတယ်ဆိုတော့ကြောက်လန့်ကြအော်ဟစ်တန်တွေပဲပဲ့တင်ထန်နေပါတယ်သူတို့ဟာနတ်ဆိုးတွေပဲဆိုတော့နောက်ဆုံးစကလုံးတွေကတော့ပြင်းထန်တဲ့ပေါက်ကွဲတန်တဲ့အတူဆုံခန်းတိုင်သွားခဲ့ပါတယ်ဂျန်သူရဲ့နောက်ဆုံးကုတ်ကဲရေးခြင်းလည်းမီးလောင်ပျက်စီးသွားပါပြီဒီအချိန်မှာ Venom ရဟတ်ရင်ကနေအထူးတပ်ဖွဲ့တွေဟာစိတ်ကမ်းရဲ့တောင်ဘက်ကိုဆင်းသက်ပြီးဂိုးတောင်တွေနဲ့ပုံအောင်နိုင်တဲ့နေရာတိုင်းကိုစိတ်စိတ်ဆက်ဆက်ရှာဖွေစစ်ဆေးပါတယ်ရဟတ်ရင်တွေကတော့ပေါ်ကနေပြန်ဝဲပြီးအထူးတပ်ဖွဲ့ဝင်တွေကတော့ဘယ်သူမှထွက်မပြေးနိုင်အောင်တံပြန်တိုက်ခိုက်မှုမလုပ်နိုင်အောင်စစ်တပ်တွေနဲ့အဆောင်ကြီးပေးနေခဲ့ပါတယ် ဒါဟာရန်သူကိုရှင်းလင်းအောင်သာမကသူတို့ရဲ့ထွက်ပြေးနိုင်ခြင်းအားလုံးကိုပါဖျက်တောက်ပြီးလုံးဝထိန်းချုပ်လိုက်တာပါအားလုံးအေးဆေးသွားပြီလို့ထင်ရတဲ့အချိန်မှာမမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာပါတယ်ခြုံမုတ်တွေကနေပခုံးထန်းဒုံးကျည်တစ်ခုရုတ်တရက်ပြစ်လွှတ်လိုက်ပြီးဗင်လုံရဲ့ဟဲ့ရင်ကိုဥတီလာပါတယ်ချက်ချင်းပဲလေရင်မှုတွေကဒုံးကျည်တွေကိုလမ်းကြောင်းလွှဲဖို့အတွက်မီးကြီးတွေပြစ်လွှတ်ကအပူဒုံးကျည်အယောင်ပြပြီးဘဲဘက်ကို90ဒီဂရီလောက်ပြင်းပြင်းထန်ထန်ကွေလိုက်ပါတယ်ဒုံးကြီးကလမ်းကြောင်းမှားသွားခဲ့ပြီးရဟတ်ရင်အမိနဲ့ဂိုက်30အကွာလောက်မှာပဲလေထဲမှာနေပောက်ကွဲသွားခဲ့ပါတယ် ။လေယာဉ်မှုကတော့ဘာမှမဖြစ်သလိုဆက်လက်ဆင်းသက်ခဲ့ပြီးတပ်ဖွဲ့ဝင်တွေကိုဒုတိယဆင်းသက်ရမယ့်နေရာကိုပို့ပေးခဲ့ပါတယ်။မြေပြင်ရောက်တော့မရိန်းတပ်ဖွဲ့ကပျက်စီးနေတဲ့ရင်တစည်းစီနဲ့ဂျန်သူတွေပုံခုံနိုင်တဲ့နေရာတိုင်းကိုအသေးစိတ်ဆစ်ဆေးခဲ့ပါတယ်။သူတို့ဟာစာရွက်စာရမ်းတွေဆက်သွယ်ရေးကိရိယာတွေနဲ့ကြံရှိတဲ့လက်နက်တွေကိုတင်စီခဲ့ပြီးပြစ်မှတ်အားလုံးကိုလုံးဝဖျက်ဆီးပြီးတောင်းအတည်ပြုခဲ့ပါတယ်။ကောင်းကင်ယံမှာလည်းဆက်သွယ်ရေးတွေကမပြတ်မလတ်ရှိနေပြီးဒရုန်းတွေကရတဲ့ပုံရိပ်အချက်လက်တွေကိုကုတ်ကဲရေးစခန်းကိုအချိန်နဲ့တပြေးညီပေးပို့နေခဲ့ပါတယ်။ပထမဆုံးပြစ်ခတ်မှုစတင်ပြီး10မိနစ်မပြည့်ခင်မှာ ကမ်းရိုးတန်းကနေတဲတောင်မြင့်ထိ area တစ်ခုလုံး American ထိန်းချုပ်မှုအောက်ရောက်ရှိသွားပါပြီ။ Marine တပ်ဖွဲ့ဘက်ကထိခိုက်ဒဏ်ရာရသူမရှိပါဘူး။ရန်သူတွေကိုလုံးဝရှင်းလင်းလိုက်တာအင်အားကိုပြန်ကျဲသွားအောင်လုပ်လိုက်တာဖြစ်ပေမဲ့ဒါဟာအစောပိုင်းအဆင့်ပဲရှိပါသေးတယ်။ဂျိုဒူတွေကလည်းသတိပေးချက်တစ်ခုရောက်လာပြန်ပါပြီ။ကြံတဲ့ရန်သူတွေဟာမိုင်းနှဲငယ်ကွာကစွန့်ပစ်ထားတဲ့စိတ်ကဲတစ်ခုစီကိုထွက်ပြေးနေပါတယ်။ရန်သူတွေကမရက်နာကျင်သေးသလိုအမေရိကန်လည်းမရက်နာသေးပါဘူး။မြေပြင်ပေါ်ကပထမဆုံးတိုက်ခိုက်မှုကြောင့်မိခိုးတွေထွက်နေတော့မှရှိပါသေးတယ်။ဒါပေမဲ့ထိန်းချုပ်ရေးစခန်းက သာမိုအော်ပတီကယ်ကရိယာတွေနဲ့ရန်သူရဲ့လှုပ်ရှားမှုကိုတွေ့ရှိခဲ့ပါတယ်။ရန်သူဖွဲ့တစ်ဖွဲ့ဟာလက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာကနေ၄.၃မိုင်လောက်ဝေးတဲ့စွန့်ပစ်ထားတဲ့ပင်လယ်စိတ်ကမ်းတစ်ခုကိုသွားနေပါတယ်။အမေရိကန်ယာရှိတွေကရန်သူတွေဟာအဲ့ဒီစိတ်ကမ်းမှာအင်အားပြန်စုပြီးခိုင်မာတဲ့အနေထားကနေပြန်တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်ဆိုတာကိုချက်ချင်းနားလည်လိုက်ပါတယ်။ဒီစိတ်ကမ်းကအရင်ကစီတိုလောင်ယုံဖြစ်ခဲ့ပြီးကွန်ကရစ်အဆောက်အုံဟောင်းတွေတန်ကြီးတက်နေတဲ့သင်္ဘောကြီးတွေယာယီပုံးခုစခန်းဖြစ်တုံးလို့ရတဲ့ဂိုဒေါင်တွေပါဝင်ပါတယ်။ရန်သူကဒီနေရာမှာခိုင်မာတဲ့အင်အားနဲ့နေရာယူလိုက်ရင် ်ရုတ်တရက်တိုက်ခိုက်ဖို့ခတ်တဲ့ခံတပ်တစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ဂျန်သူတွေမခိုင်ပါခင်ချက်ချင်းဖြက်စီးပစ်ဖို့အမိန့်ထုတ်ပြန်လိုက်ပါတယ်။10မိနစ်တောင်မကြာခင်မှာဖေဘာရဟတ်ညင်တွေကိုစီပြန်ဖြည့်လက်နက်တွေပြန်တင်ပြီးဒုတိယအကြိမ်စစ်စင်ရေးဆောင်ရွက်ဖို့အတွက်ပြန်တက်လာခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုနှစ်ခုကြားကအချိန်ဟာမိနစ်20အောက်ပဲရှိတာကြောင့်ဒါဟာ American Marine တပ်ဖွဲ့အနေနဲ့ဘသူမှမရှင်းနိုင်တဲ့ပြန်လည်ထိုးစစ်ဆင်နိုင်ခွင့်ကိုပြသလိုက်တာပါပဲ။စိတ်ကမ်းပေါ်ကနေမြင့်မြင့်ပြန်တန်းနေတဲ့ထောက်လိုင်းရဲ drone တွေကတန်တရားဖြစ်ပွဲပြမှတ်တွေကိုမှတ်သားပြီး လျှို့ဝှက်ချက်ပြစနစ်နဲ့ Vapor ရဟတ်ယာဉ်တွေစီကိုအချိန်နဲ့တပြေးညီအချက်လက်တွေပေးပို့ခဲ့ပါတယ်။ Vapor ရေစိတ်ကန်းနာကိုရောက်လာချိန်မှာစိတ်ကန်းကတိတ်ဆိတ်နေပေမဲ့တာမိုကင်မရာကနေတော့လူရေအင်ဂျင်တွေနဲ့လက်နက်တွေနဲ့ဂိုဒေါင်တွေကိုရွေ့ရှားနေတဲ့အပူလှိုင်းတွေကိုအလွယ်တကူထောက်လှမ်းနိုင်ခဲ့ပါတယ်။ရန်သူတွေကသူ့ကိုသူတို့ကွန်ကရစ်နေရန်တွေနဲ့မှောင်မိုက်တဲ့နေရာတွေမှာလုံခြုံတယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့မသိတာကသူတို့ရဲ့ရန်သူဟာမြင်ဖို့မလိုပဲစကန်ဖက်ပြီးပြစ်မှတ်ကိုထိန်းချုပ်နိုင်တယ်ဆိုတာပါပဲ။မကြခင်မှာပဲတိုက်ခိုက်မှုကြီးတစ်ခုစတင်လိုက်ပြီးတော့ 60မီတာလောက်ကွာဝေးကနေ20မီလီမီတာအမြောက်တွင်နဲ့စတင်ပစ်ခတ်ခဲ့ပါတယ်။အဲ့ဒီကြည်တန်းတွေဟာအချိန်ပြင်းပြင်းနဲ့နယံတွေကိုဖောက်ထွင်းပြီးတော့အတွင်းမှာပေါက်ကွဲခဲ့တာကြောင့်ကွန်ကရစ်အဆောက်အုံတွေပြိုကျပြီးခဲယမ်းတင်ကားတစ်စီးကိုထိမှန်ခဲ့ရတာကစက္ကန့်40ကျောင်းပေါက်ကွဲမှုတွေဇက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ဖေဘာယဟန်ဂျင်တွေကပုံစံမျိုးမျိုးနဲ့ပြန်ဝဲတိုက်ခိုက်နေတာကြောင့်ဂျန်သူတွေဘယ်ကိုပြန်ပြစ်ရမှန်းမသိပဲအခက်တွေ့နေခဲ့ရပါတယ်။ဒီတော့တွင်ဗင်ဒွန်ယဟန်ဂျင်တွေကတော့အမြင့်ကနေနေရာယူထားပြီးနောက်လာမယ့်တိုက်ခိုက်မှုလိုင်းအတွက်စောင့်ကြည့်ပေးနေခဲ့ပါတယ်။ ကိုရောင်ထဲမှာအသက်ရှင်ကြံရည်သူတွေထွက်ပြေးဖို့ကြိုးစားခဲ့ပေမဲ့နောက်ကျသွားပါပြီ။ဝေးတဲ့နေရာကနေ Hydra Assembly ဒုံးကျည်တွေကိုဇက်တိုက်ပစ်လွှတ်လိုက်တာကြောင့်ကွန်တိန်နာနေရာနဲ့ကွန်ကရစ်တွေပျက်စီးပြီးကြံသူတွေစုဝေးရနေရာဟာအခုတော့ပြပုံအတိဖြစ်သွားခဲ့ပါတယ်။အားလုံးတိတ်ဆိတ်သွားပြီလို့ထင်ရချိန်မှာမထင်မှတ်ထားတဲ့အခြေအနေတစ်ခုထပ်ပေါ်လာပါတယ်။လေကြောင်းတိုက်ခိုက်မှုစတင်ချိန်မှာစိတ်ကန်းအုံကနေဆက်လေသုံးသင်းနဲ့ထွက်ပြေးနေတာကို drone ကနေ radar အချက်ပြမှုတွေဖမ်းမိခဲ့ပါတယ်။ဒီလေတွေကသေးငယ်ပေမဲ့အခုချက်ချင်းမတိုင်းရင်ပင်လယ်ထဲမှာပျောက်ကွယ်သွားနိုင်လောက်အောင်လှင်မြန်ပါတယ်။ ဒါကြောင့်စက္ကန့်20အတွင်းမှာဒီပစ်မှတ်အလုံးကိုလိုက်လံချိန်မှုမှုထပ်မံအမိန့်ချမှတ်ခဲ့ပါတယ်။ဖေပါယဟန်ယင်တွေဟာသူတို့ရဲ့တိုက်ခိုက်ရေးနေရာကနေချက်ချင်းပင်လယ်ဘက်ကိုဥတီပြန်တိုင်းခဲ့ပါတယ်။အမြင့်ကနေ electro optical ကရိယာတွေနဲ့ပစ်မှတ်တွေကိုစတင်ခွဲခြားသတ်မှတ်ခဲ့ပါတယ်။တနာယီ46မိုင်ကျော်နှုန်းနဲ့ရွေးရှားနေတဲ့အပူလှိုင်း၃ခုဟာကိုင်းရန်တစ်လျှောက်ကရေတိမ်ပိုင်းလမ်းကြောင်းတွေကိုဖြတ်ပြီးထွက်ပြေးနေခဲ့ပါတယ်။ဒါတွေဟာထိတ်တန့်အရာရှိတွေဒါမှမဟုတ် လျှို့ဝှက်ပစ္စည်းတွေကိုတည်ဆောင်လာနိုင်တာဖြစ်ပါတယ်။ Vapor တစည်းကဥဆောင်ပြီး Hydra ဒုံးကြီး၄စင်းကိုပစ်လွှတ်ခဲ့ပါတယ်။ပထမဆုံးလှေကိုထိမှန်ပြီးပြင်းထန်တဲ့မီးတောက်တွေနဲ့အတူလောင်ကျွမ်းကနစ်မြုပ်သွားခဲ့ပါတယ်။ကြံတဲ့လှေနှစ်စီးကလမ်းကြောင်းခွဲပြီးအာယုံလွှဲဖို့ကြိုးစားခဲ့ပေမဲ့နောက်ကလိုက်နေတဲ့ Vapor နှစ်စီးကတစည်းပြီးတစည်းပစ်ခတ်ခဲ့ပါတယ်။ဒုံးကြီးတွေက Celery ကိုတိတိကျကျပစ်မှတ်ထားပြီးတစည်းပြီးတစည်းပစ်လွှတ်ခဲ့တာကြောင့်လှေရဲ့လေဗဟိုကိုထိမှန်ပြီး Celery အကုန်လုံးမီးလောင်ကျွမ်းပျက်စီးသွားရပါပြီ။၄မိနစ်အတွင်းမှာလှေအုပ်စုတစ်ခုလုံးလုံးဝရှင်းလင်းသွားခဲ့ပါတယ်။ အသက်ရှင်သူတဦးတယောက်မှမတွေ့ရှိရပါဘူး။ရေပြင်မှာတော့မိခိုးတွေထွက်နေတဲ့အပျက်စီးတွေနဲ့လာရောင်အောင်မှာတောက်ပနေတဲ့စီအလွှာတွေပဲကြံရစ်ပါတော့တယ်။စိတ်ကမ်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာမြ мян ဆန်ဆန်ပြီးဆုံးခဲ့ပြီမဲ့တကဘာလုံးတွယ်ရှင်းလင်းတဲ့သတင်းစကားတစ်ခုပေးခဲ့ပါတယ်။ရန်သူတွေဟာမြေပေါ်မှာခံတက်တွေထဲမှာပင်လယ်ထဲမှာဘယ်နေရာမှာမှပုံအောင်စရာနေရာမရှိတော့ပါဘူး။ပထမဆုံးပြစ်ခတ်မှုစတင်ပြီး25မိနစ်ပင်မပြည့်ခင်မှာစစ်မြေပြင်တစ်ခုလုံးဟာ American Marine တပ်ဖွဲ့ရဲ့လုံးဝထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားခဲ့ပါတယ်။ပြစ်မှတ်တိုင်းကိုရှာဖွေဖမ်းယူပြီး အမှားယွင်းမရှိတိတိကျကျရှင်းလင်းခဲ့ပါတယ်။ရန်သူတွေဟာသူတို့ရဲ့ပစ္စည်းတွေနဲ့တပ်ဖွဲ့ဝင်တွေကိုဆုံးရှုံးခဲ့ုံသာမကအင်အားပြန်စုကိုပြန်တိုက်ခိုက်ဖို့ဒါမှမဟုတ်ထွက်ပြေးဖို့အခွင့်အရေးကိုပါဆုံးရှုံးခဲ့ရပါတယ်။တိုက်ခိုက်မှုပြီးမှဗီပါနဲ့ဗင်နွန်ရဟတ်ရင်တွေပြန်ရောက်လာချိန်မှာထောက်ပံ့ရင်းနဲ့ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဟာနောက်တစ်လှည့်အတွက်အသင့်ဖြစ်နေခဲ့ပြီး15မိနစ်တောင်မကြာခင်မှာရဟတ်ရင်54စီးလုံးကိုလောင်စာပြန်ဖြည့်ဒုံးကြီးတွေပြန်တင်ပြီးစနစ်တွေကိုအပြည့်အဝစစ်ဆေးပြီးသွားခဲ့ပါတယ်။ဒီလိုလှည့်မြန်နဲ့ပြန်လည်ဖြည့်တင်းနိုင်တဲ့က ူတို့ရဲ့စစ်စင်ရေးထိအောင်မှုကိုမိမောင်းထိုးပြပါတယ်။ဒရုန်းတွေနဲ့ဂျိုလူတွေကရတဲ့အချက်လက်တွေကြာရန်သူရဲ့တန်ကြပ်ကရင်ဆက်တစီမြန်နှုံးမြင့်လေး၃စီးနဲ့ယာယီကိုကဲရေးစခန်းတစ်ခုလိုအားလုံးပျက်စီးခဲ့ပြီးပြစ်မှတ်ရှင်းလင်းနှုန်း65ရာခိုင်နှုန်းကျော်လွန်ခဲ့ပါတယ်။ဒီထက်ပိုပြီးထူးခြားတာကတော့ American ဘက်ကထိခိုက်ဒဏ်ရာရသူလုံးဝမရှိခဲ့တာပါပဲ။ဒါကိုပြည်စုံနဲ့တန်ရှင်းနဲ့မြန်ဆန်တဲ့အောင်ပွဲဖြစ်သတ်မှတ်ဖော်ပြထားပါတယ်။ရန်သူတွေသူတို့ရဲ့ရှုံးနိမ့်မှုကနေသင်ကန်းသာရှိဖို့အချိန်မရခင်ပါပဲ။ အမေရိကန်အရာရှိတွေဟာနောက်လာမယ့်လေကြောင်းတိုက်ခိုက်မှုအတွက်ချက်ချင်းပြင်ဆင်ပြင်ဆင်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။၆မိုင်ကွာကရန်သူအင်အားဖြည့်တင်းနိုင်တဲ့တန်တရားရှိတဲ့နေရာတွေကိုလည်းကြိုတင်ပစ်မှတ်ထားတာပြီးသားဖြစ်ပါတယ်။ဖေဘာရီကထပ်မံတိုက်ခိုက်မှာဖြစ်ပြီးဗင်နွန်တွေကနက်နက်ဆိုင်ဆိုင်ထိုးဖောက်ဝင်ရောက်ပြီးရန်သူကိုအသက်ရှူဖို့အခွင့်အရေးမပေးတော့အောင်ဖိအားပေးသွားမှာပါ။ဒီလှုပ်ဆောင်မှုဟာတိုက်ခိုက်ရေးတသက်မဟုတ်ဘဲ American Marine တပ်ဖွဲ့ရဲ့ခေတ်သစ်စစ်ပွဲတပ်နာကိုဖော်ပြနေပါတယ်။အဲဒီတပ်နာကတော့လှိမ့်မြန်စွာတိုက်ခိုက်ခြင်းလှိမ့်မြန်စွာပြန်လည်စစ်ဆင်နိုင်ခြင်းနဲ့မနာမနေဖိအားပေးခြင်းလိုပဲဖြစ်ပါတယ်။ ဒီခေတ်မှာအချိန်တိုင်းအရေးကြီးတဲ့အတွက်မရိန်းတပ်ဖွဲ့ဟာမြန်မြန်ဆန်ဆန်တိုက်ခိုက်ရုံသာမကပဲဇက်တိုက်ဆိုသလိုခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့တိုက်ပွဲဝင်နေတာပဲဖြစ်ပါတယ်။ဒီလိုစစ်စင်ရေးတွေဟာအမေရိကန်မရိန်းတပ်ဖွဲ့ရဲ့စစ်ပွဲပြူဟာပိုင်းမှာဘလောက်ထိထိရောက်ပြီးလျင်မြန်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ဒီပညာပိုင်းဆိုင်ရာတာလုံမှုအချိန်နဲ့တပြေးညီတုံ့ပြန်နိုင်စွမ်းနဲ့မနာမနေဖိအားပေးခြင်းတို့ဟာဒီနှစ်ခေတ်ကမ္ဘာ့စစ်မြေပြင်မှာအောင်ပွဲခံဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အခြေခံအုတ်မြစ်တွေပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။